Welcome to See Through MM Channel. အလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ဒီပြစည်းသွားတဲ့เนาะဒီအိမ်သုံးကျွန်တော်တို့ရှေးမိဟောင်းအရှေးဟောင်းမိအိမ်တွေကနေပြီးတော့မှဒီမိအိမ်တွေကနေပါကျွန်တော်တို့ DIY charging lamp လေးတွေကိုဘယ်လိုလုပ်တယ်လဲဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော် sharing လုပ်ပြပေးသွားမှာဖြစ်ပါတယ် တော့အများစုလည်းလောက်တော့လောက်တော့ကြာတယ်ပေါ့နော်ဒါပေမဲ့ဟိုမတိသေးလို့မတိသေးတဲ့လူတွေအတွက်ကျွန်တော်တို့ဟိုဘ ਹੁ ဒုတာလေး share လုပ်ပေးခြင်းတဲ့အတွက်ဖြစ်ပါတယ်နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ဒီ LED main ဟောင်းလေးချိတယ်ပေါ့နော်အဲ့တော့သူ့ကျွန်တော်တို့ကအဲ charging တွင်းနဲ့နော်မီတောင်းလေးတွေဖြစ်ပြန်သုံးမယ်ဆိုလို့ရှိရင်အော်ဘာတမတက်ကတော့ဘာလို့မလဲဆိုတော့ကျွန်တော်တို့ LED LED panel ဒါမှမဟုတ် LED bulb ပေါ့နော်တချို့လဲ wire ဖြစ်မယ်တချို့လဲ bulb ဖြစ်မယ် တချို့လဲ၄000လေးတွေဖြစ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တကပါလုံးလဲဆိုလို့ရှိရင် TP4056 ပေါ့နော်။ Lithium ion charging module ပေါ့။သူကတော့ 1Ah ရတာနော်။အဲ့ဒါဆိုရင် switch lead တစ်ခုယူမယ်။တစ်ခုလို့မယ်။နောက်တစ်ခုက Lithium ion battery လေးလို့မယ်။နောက်တစ်ခါ wire နဲ့ရင်းနဲ့ကျွန်တော်တို့ဖဲဆုံးဖို့လုပ်ငန်းလေးရှိမယ်။ဒါတော့ပဲရှိပေါ့နော်။ဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆက်ကြည့်အောင်နော်။အဲ့တော့ဒီမှာဒီမိအိမ်ဟောင်းနေပါနော်ဒီမိအိမ်ဟောင်းနေက ကျွန်တော်ဘာဖြစ်လို့ဒါကိုပြင်သုံးလို့ရှင်လဲရတာဘာဖြစ်လို့မပြင်တာလဲဆိုတော့ तू ကအဓိကဘာလဲဆိုလို့ရှင်ဒီမှာပြတဲ့အတိုင်းပဲဒီမှာ lead acid ပေါ့နော်ဘာလဲဆိုလို့ရှင် K ကို K နဲ့တက် lead acid battery ကိုသုံးထားတယ်အဲ့တော့ကျွန်တော် तू က AC direct ကိုဘာလုပ်ထားလဲဆိုလို့ရှင် voltage drop capacitor လေးသုံးထားတယ်ပေါ့နော် voltage capacitor သုံးထားတယ်အဲ့တော့ကျွန်တော်အကယ် तू ကဘာလဲဆိုလို့ရှင် AC line နဲ့တိုက်ရိုက်သုံးထားတာဖြစ်တဲ့အကြောင်းလို့အဲ့တော့ဒီမှာ तू ကအများသောအားဖြင့်တော့ဘာဖြစ်ကြလဲဆိုလို့ရှင် battery ပေါင်းတာတော့နော်ပြီးလို့ရှင် ဒီ filter capacitor တွေအဲပေါက်ကွဲတာတော့ဗောဒါမျိုးတွေဖြစ်တယ် short ဖြစ်တယ်เนาะတကယ်၍များသူ့မှာ battery များမကောင်းခဲ့တော့ဘူးဆိုတာနဲ့သူက charging လမ်းကြောင်းတစ်လျှောက်ပြည်စီများရင်ဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်သူက data light ကိုလည်းလွှဲတယ်ဗောเนาะအဲ့တော့ဒီ circuit တွေကလည်းနည်းနည်းအန္တရာယ်များတယ်ဒါကြောင့်မလို့ကျွန်တော်ကသူ့ကိုပြန်မပြင်တော့ဘူးเนาะပြန်မပြင်တော့ဘဲနဲ့ဘာလုပ်လိုက်လဲဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီခုဒီနေ့ခေတ်မှာ SR နဲ့ lithium ion battery လေးနဲ့အဲ charging module လေးတွဲပြီးတော့မှ အမေလေးတွေဖြစ်ပြန်ခွဲလောက်မှာပေါ့နော်အဲ့တော့ဒါမဲ့ तू ကလည်းဘာလို့ရှိလဲဆိုလို့ရှိရင် तू မှလည်းအားနဲ့တဲ့အားသာချက်တွေရှိတော့เนาะ तू ရဲ့အားသာချက်ကတော့ဘာလဲဆိုလို့ရှိရင်ဒီမှာ तू က transformer လဲဆိုပါเนาะ transformer တော့ transformer ဒီဘာလဲဆိုရင်ကျွန်တော်အလေးလေးအားချက်လေးလေးတယ်အဲ့တော့ဒါလို့ရှိရင်နေရာလည်းရှူတယ်ပေါ့เนาะဒါကြောင့်မလို့ transformer ကတော့မပါဘူးအဲ့တော့ဒါလို့ရှိရင် तू က space လည်းရှူတယ်เนาะနောက်တစ်ခါကျလို့ရှိရင် components တွေလည်းမဖြစ်နေဆိုလို့ရှိရင်စိတ်ပိုင်းလင်းနေတယ်ဒါကြောင့်မလို့ तू ကအဲ့ဒီခင်မှာတော့အဲ့ဒီကျွန်တော်တို့ခုရဲ့အရှိပေါ့เนาะအရှိမှာတော့ဒီလိုမျိုး မီးလေးတိဆောက်ကြတော့เนาะဒါလေးရောက်ကြတယ်အခုတော့ဘာလဲဆိုလို့ရှိရင် LED မီးလေးနေပေါ်လာပြီဆိုတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်အေး LED မီးလေးတွေကိုပဲကျွန်တော်တို့အသုံးပြုကြတော့เนาะလေတင်အာရုံနဲ့အသုံးပြုတော့เนาะဟောပြီးဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်တွေ့ပစ္စည်းစင်တဲ့အပိုင်းလေးကိုနည်းနည်းဆက်ကြည့်လိုက်ကြအောင်เนาะဒါလေးကအသွင်မီးအိမ်အဟောင်းလေးပေါ့เนาะဒါလေးက ပြတ်သွားပြီဗျာเนาะပြတ်သွားပြီဆိုတော့ဒါလေးကိုကျွန်တော်တို့မပြင်းတော့ဘူးဘာလို့လဲဆိုတော့သူရဲ့ဘက်ထရီလည်းမကောင်းတော့ဘူးအထက်မှာ circuit လည်း short ဖြစ်သွားပြီဗျာเนาะ short ဖြစ်သွားပြီဆိုတော့ဒီမှာဘာလဲဆိုလို့ရှင်မီးချောင်း၄ချောင်းပါတယ်အဲဒီမီးချောင်း၄ချောင်းတစ်ချောင်းကတစ်ချောင်းစီကသူက3.74 volt လောက်သူကတုံးတော့ဗောနော် ဒီထဲမှာလည်းသူ parallel ချိန်ထားဆိုတော့4 4တောင်းတဲ့တောင်းလည်းဒီကနေမှကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်မီးချောင်းလေးချောင်းပြန်ခွဲပြီးတော့တစ်ချောင်းစီတစ်ချောင်းစီကိုကျွန်တော်တို့လီသန် iron battery လေးနဲ့အစားထုတ်ပြီးတော့အဲကျွန်တော်တို့ဟို emergency light လေးတွေညထုံတဲ့မြင်းလေးဖြစ်ပြန်လဲပြင်ပြောင်းလို့ရတယ်ဗောနော်အဲ့ဒါလေးကိုကျွန်တော်တို့ဆက်ပြီးတော့အဲလီလာကြည့်ကြအောင်ခင်ဗျာအဲဒီသူ့ကိုဖြုတ်လိုက်တဲ့ခါမှာဒီလူမီးချောင်းလေးပဲเนาะဒီလူမီးချောင်းလေးတွေဘာလဲဆိုတော့သူကလေးချောင်းနဲ့ဖွဲစီထားတယ် တစ်ချောင်းတစ်ချောင်းကိုသူက4 volt လောက်သုံးတယ်ဗောနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်က lithium battery နဲ့သုံးလို့ရှိရင်အဆင်ပြေလောက်တယ်ဗောနော်ဒါသူကျွန်တော်ဗာလဲဆိုလို့ရှိရင်ဖြုတ်ပြီးသွားရပါဗောနော်ဒါကထိုက်ဖုန်းတစ်ခုဒါဘေးတွေဗောနော်အဲ့တော့ဒီလိုမိချောင်းလေးလေးချောင်းပါတယ်ဒီပုံမှာတော့အဲအကြီးအောင်เนาะအခိုင်လေးအကြီးအောင်လေးနဲ့မှန်လေးလည်းပါသေးတယ်ဗျเนาะဒါကျွန်တော်ဖြုတ်ထားလိုက်တယ်ဒီမှာဒါလေးလေးခုဗောနော်ဒီမှာ circuit တွေလည်းကျွန်တော်အကုန်ဖြုတ်လိုက်တယ်အဲ circuit ထဲမှာရှိတဲ့ပစ္စည်းတွေဗောနော်ဒါတွေလည်းအကုန်လုံးကျွန်တော်ဖြုတ်လိုက်တယ် ါလေးကစကက်ပြားလေးဒါလေးပဲကြံတော့ဗျာဒါလေးပဲကြံတယ်ဘာမှမကြံတော့เนาะအဲ့တော့လိုအပ်တဲ့နေရာမှာပစ္စည်းပြန်သုံးလို့ရအောင်တော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ဒီဟာလေးတွေဖြုတ်ထားလိုက်ပါเนาะအဲ့တော့ကျွန်တော်တို့အခုဘာလုပ်မှာလဲဆိုလို့ရှိရင်ဒီမိချောင်းလေးကိုကျွန်တော်တို့ကအဲကျွန်တော်တို့ဟိုအာသွေးမိချောင်းလေးဖြစ်ပြန်ပြီးတော့လုပ်မှာပေါ့เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလေးချောင်းဖြစ်ပြန်သုံးလို့ရအောင်เนาะဒါတော့ဒီဟာလေးကိုကျွန်တော်တို့အဲ3.7နဲ့မီလင်းမလင်းကျွန်တော်စမ်းကြည့်မယ်ပေါ့เนาะ အဲ့တော့ကျွန်တော်လီသီယမ်ဘက်ထရီလေးနဲ့စမ်းကြည့်မယ်ပေါ့နော်လီသီယမ်ဘက်ထရီလေးတစ်လုံးဒီမှာကျွန်တော်ရှိတယ်အဲ့ဒီလီသီယမ်ဘက်ထရီလေးတစ်လုံးကိုကျွန်တော်ဗားလဲဆိုလို့ရှိရင်အဲမัลတီမီတာလေးနဲ့စမ်းကြည့်မယ်ပေါ့နော်သူကဗားလဲဆိုလို့ရှိရင် DC 20ဗိုလ်မှာထားကြည့်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်သူ့ကိုဗားလဲဆိုလို့ရှိရင်အားနည်းနည်းရှိမရှိစမ်းကြည့်မယ်ပေါ့နော်အားနည်းရှိဖြစ်စမ်းကြည့်မယ်ဆိုတော့ကျွန်တော်ဘောင်းရယ်အနှုတ်ရယ်ထားကြည့်လိုက်တာပေါ့နော်ဒါအပောင်းရယ်အနှုတ်ရယ်ကျွန်တော်လက်တစ်ဖက်တည်းနဲ့ရိုက်နေရတော့ Okay. ထားကြည့်လိုက်တဲ့အချိန်မှာဘယ်လောက်ရှိလဲဆိုတော့4.02เนาะ4.06လောက်တည်းရှိတော့ဒါဆိုလို့ရှိရင်ဒီကောင်လေးနဲ့ကျွန်တော်စမ်းကြည့်မယ်ပေါ့နော်လွတ်လွတ်သွားတယ်ဗျာဟုတ်ပြီ4.06ပါเนาะဟုတ်ပြီဒါဆိုရင်ဒူလေးနဲ့စမ်းကြည့်မယ်เนาะဒီမိချောင်းလေးကိုဆက်ပြီးတော့စမ်းကြည့်မယ်เนาะဒါပါလဲဆိုလို့ရှိရင်ဒီဘက်ကအဲကျွန်တော်အနှုတ်ပေါ့เนาะအနှုတ်နဲ့ဒီဘက်ကဒီဘက်ကအနှုတ်နဲ့ဆက်မယ်မိချောင်းရဲ့အနှုတ်နဲ့ဆက်မယ်ဘက်ထရီရဲ့အပေါင်းလေးနဲ့ဘက်ထရီရဲ့အပေါင်းလေးနဲ့ အဲဒီမိချောင်းရဲ့အပေါင်းလေးကိုဒီမိချောင်းရဲ့အပေါင်းလေးကိုဆက်ကြည့်မယ်ပေါ့နော်ဆက်ကြည့်တဲ့အခါမှာတူးကြည့်မယ်တူးကြည့်မယ်ဆိုတော့ကျွန်တော်အဲမိလေးလင်းလာတယ်เนาะဒါဆိုလို့ရှိရင်အဆင်ပြေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒါမိမိမိထွန်းတဲ့မိချောင်းလေးတစ်ခုကျွန်တော်လောက်လို့ရပြီเนาะအဲ့အတွက်ဘာလို့လိုမှာလဲဆိုတော့တိတ်ထွေထူးတော့မလိုပါဘူးကျွန်တော်တို့ဒီမှာအဲဒီလိုလီသီယမ်အိုင်ယွန်ဘက်ထရီတလုံးလုံးမယ်ပြီးလို့ရှိရင်ဒီမိချောင်းလေးရဲ့နောက်တစ်ခါကျွန်တော်တို့ switch လေးတစ်ခုပေါ့เนาะဒီလို on off switch လေးတစ်ခုလုံးမယ်ပေါ့เนาะ အဲနောက်တစ်ခါဒီလို DB4056 ပေါ့နော်အဲအားသွင်းတဲ့ module ကလေးတစ်ခုလို့မယ်ပေါ့နော်ဒါပါပဲเนาะဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီ mi အိမ်လေးတစ်ခုဖြစ်ကျွန်တော်တို့ပြန်ပြီးတော့သုံးလို့ရပြီပေါ့နော်ကျွန်တော်တို့ဒီမှာဘာဝင်ထားလဲဆိုလို့ရှိရင် type C ပေါ့နော်ဒီ DB4056 လေးရလဲဝင်ရတာလဲလွယ်ကူပါတယ်เนาะပြီးတော့သူကသူဈေးနှုန်းကလည်း1000ဝန်းကျင်လောက်မှာပဲရှိတယ်တချို့ဆိုလို့ရှိရင်800 800လောက်နဲ့ဒီရတယ်ပေါ့နော်အဲဒါမျိုးလေးဆိုတော့ဒါဒါလေးဆိုလို့ရှိရင်ဒီကောင်လေးရယ်ခုနကပြောတဲ့ဒီ clock လေးရယ်နောက်ပြီးလို့ရှိရင် ဒီ battery လေးရယ်နော် battery လေးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့မီးချောင်းလေးရယ်ဆိုလို့ရှိရင်ကျွန်တော်တို့အာသွင်းမီးချောင်းလေးဖန်တီးလို့ရပြီပေါ့နော်ဟုတ်ပြီခင်ဗျာ okay ဒါလေးကကျွန်တော်စင်ပြီးသွားပြီပေါ့နော်စင်ပြီးသွားတဲ့ခါမှာကျွန်တော်တို့ဒီမှာမီးချောင်းရယ်ပြီးလို့ရှိရင် battery ရယ်ခလုတ်ရယ်ပြီးလို့ရှိရင်ဒီမှာ DTP4056 module ပေါ့နော်အဲ့တော့ဒီပြီးလို့ရှိရင်ကျွန်တော် circuit diagram တွေအသီးသန့်ပြန်ပြပေးမယ်နော် wiring diagram လေး battery ရဲ့အပေါင်းနှုတ်ကိုဒီမှာပါလဲဆိုလို့ရှိရင် ကျွန်တော်တို့အဲဒီမှာ B+ နဲ့နော်အဲ B+ နဲ့ B- မှာဆက်လိုက်အောင်မယ်ပြီးလို့ရှိရင်ဒီ type C ကလာတဲ့เนาะဒီ type C module type C ကနေလာတဲ့ attract ပေါ့เนาะအဲ့ဒါတော့ဗာလဲဆိုလို့ရှိရင်တော်တော်ဒီမှာအဲဘောပေါ့ဗာလဲဒီ B+ နဲ့ B- เนาะအဲ့ဒီမှာ attract ပြလိုက်လို့ရှိရင်ရပြီပေါ့เนาะဒီမှာသိချပြန်ကြည့်အောင်เนาะကျွန်တော်ဆိုရင်ဒီမှာအဲဒီမှာရှင်းပြလိုက်မယ်เนาะခုနကကြိုးရီဆက်ထားလို့ဆိုတော့လက်ရှုပ်သွားတယ် ော်ဒီမှာကျွန်တော်တို့ဘာရှိလဲဆိုလို့ရှိရင် B+ နဲ့ B- ပေါ့နော် B+ ကတော့ battery ရဲ့ plus နဲ့သွားတယ် B- ကတော့ battery ရဲ့ minus နဲ့သွားတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ချိန်ပြီးတဲ့အခါမှာခလုတ်ကူတော့ဘယ်မှာတက်လိုက်လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ output output plus ပေါ့နော် out plus နဲ့ out minus ဆိုပြီးရှိတယ် out minus ကတော့ battery ရဲ့ negative terminal နဲ့အနှုတ်နဲ့သွားဆက်လိုက်တယ် ပြီးလို့ရှိရင်ဒီ out plus မှာတော့ကျွန်တော် click လေးထားလိုက်တယ်ပေါ့နော်ဒါလေးရသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်ကအာသွင်းမီဟိုလေးနော်မိချောင်းလေးဖြစ်ဖြစ်သွားပြီပေါ့နော်ဒါလေးရှင်သူ့ကိုကျွန်တော်က click လေးဖွင့်ကြည့်မယ်နော် click လေးဖွင့်ပိတ်လို့ကြည့်မယ်ပေါ့နော်အဲဒါဖွင့်လို့ရပြီဒါပိတ်လို့ရပြီဒါဆိုလို့ရှိရင်ဒီပစ္စည်းသွားတဲ့ပစ္စည်းကနေကျွန်တော်ပြန်သုံးလို့ရတာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်အဲဒါလေးကိုအာသွင်းကြည့်မယ်နော်โอเคကျွန်တော် type c အာသွင်းကြိုလေးထိုးပြီးတော့ charging သွင်းကြည့်မယ်ပေါ့နော် charging သွင်းကြည့်မယ် โอเคဒါဆိုလို့ရှိရင်မီလီလင်းသွားရင်เนาะဒါအကယ်၍သူဒီသာအဲခြာချင်းပြည့်သွားပြီဆိုလို့ရှိရင်အဲမီးပြားလေးလင်းလာပါเนาะမီးပြားလေးလင်းပြီဆိုလို့ရှိရင်ဒါတော့တောင်းလို့ရအဲ့တော့ဒီမှာတော့ကျွန်တော်တို့ဒီဓာတ်ခဲကိုတော့ကျွန်တော်ဂျပန်ဂျပန်ကြားဓာတ်ခဲလေးပေါ့เนาะဂျပန် use ဓာတ်ခဲလေးတောင်းလိုက်တယ်ကျွန်တော်ကတော့ဒီ UPC အစ်တက်ဆာလို့ရှိရင်ဒီဂျပန် use လေးတွေပို့ကြိုက်တဲ့အတွက်ကြောင့်ဒါလေးကျွန်တော်တောင်းလိုက်တယ်ပေါ့เนาะအဲ့တော့ဒါလေးခြာချင်းပြည့်တဲ့အချိန်လေးတစ်ချက်စောင့်ကြည့်မယ်เนาะဟုတ်ကဲ့ဒါလေးကတော့အခုဆိုလို့ရှိရင် မီအားပြည့်သွားတဲ့အချိန်လေးလေးပဲနော်မီအားပြည့်သွားပြီဆိုလို့ရှိရင်ဒီမှာမီးပြားလေးလင်းပါတယ်ဟုတ်ပြီအဲ့ဒါလေးကိုကျွန်တော်ထောက်ပြီးတိုင်းကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီဘက်ထရီလေးရဲ့ဘောအကျွန်တော်ထောက်ကြည့်မယ်ပေါ့နော်ထောက်ကြည့်မယ်ဆိုတဲ့အခါမှာအဲဒီဘက်ကပေါင်းတဲ့အနှုတ်နဲ့ကျွန်တော်ထောက်ကြည့်လိုက်ပါနော်ထောက်ကြည့်လိုက်လို့ရှိရင်အဲ4.16ပေါ့နော်4.2နီးပါးရှိသွားပြီဒါဆိုလို့ရှိရင် तू က4.2ဆိုလို့ရှိရင် full charge ကိုနော်ဒါဆိုလို့ရှိရင်ဘက်ထရီလေးအားပြည့်သွားပြီဆိုတဲ့သဘောပေါ့နော် โอเคဒါလည်းပြီးသွားတဲ့ဗီဒီယိုလေးပါเนาะပြီးသွားပြီဆိုတော့ဒီအပေါ်မှာအခွန်လေးပါတယ်ဒီအောက်မှာခလုတ်လေးထားရတယ်ဒီနောက်မှာအဲဘက်ထရီလေးရယ်မော်ဂျူလေးရယ်ပါเนาะအဲဟိုဗီဒါဆိုလို့ရှိရင်နောက်ဆုံးကျွန်တော်တို့ wiring diagram လေးကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်เนาะ wiring diagram လေးမှာတော့ကျွန်တော်တို့က TP4056 module ပါမှာเนาะ TP4056 module ကျွန်တော်တို့ telephone charging module နဲ့ အဲထားထားတက်ပန်တဲ့ဒီမှာနေတွဲပေါ့နော်သူမှာ out plus ရဲ့ out minus ရဲ့ b plus ရဲ့ b minus ရဲ့အဲ့တော့ b plus ကို b plus ကို battery ရဲ့အပေါင်းနဲ့ဆက်တယ် b minus ကို battery ရဲ့အနှောင်းနဲ့ဆက်ပေါ့နော်အဲ့ဒါကြောင့်လို့ရှိရင် out plus ကိုကျွန်တော်ပါသွားလဲဆိုလို့ရှိရင် switch လေးတစ်ခုခံပြီးတော့မှဒီကျွန်တော်တို့ဒီ led ပုတ်ပေါ့နော်3.7 volt သုံးတဲ့ led ပုတ်ဖြစ်အောင်နော်ဘေးဟောင်းနေပါဆိုမှာကြားပါခင်တော့သူတို့လည်း full battery တောင်းလာဆိုဒီကောင်ရရပါတော့เนาะအဲ့တော့ဒီဟာလေးနဲ့အပေါင်းနဲ့ဆက်တယ်သူရဲ့နှုတ်ကတော့ဗာနဲ့ဆက်ပေးလဲဆိုလို့ရှိရင် optimize နဲ့ဆက်ပေးလိုက်တယ်เนาะဒါပါပဲเนาะ wire diagram လည်း view ရှင်းရှင်းလေးပဲအော်ဒီဗီဒီယိုလေးကြည့်ပြီးတော့မိတ်ဆွေတို့လည်းကျုပ်တို့ဆုံးတရားရရှိမယ်လို့ပြောလဲပါတယ်ခုမှအိမ်မှာလည်းဒီလိုမေးအဟောင်းလေးရှိတယ်ဆိုလို့ရှိရင်ဒီလိုလေးတွေပြန်ပြန်တောင်းလို့ရတယ်ဆိုတော့အကြောင်းလေး message ပေးချင်တာပါเนาะရှေ့လျှောက်ကလည်းကျွန်တော်တို့ဘလို့တော့ဒီလို electronic project လေးတွေကိုအဲတိဆက်ပေးမယ်ဆိုတာလေးကိုလည်းဆက်လက်ပြီးတော့ဆောင်ရွက်ကြည့်ကြပါဦး